ယူနိုက်တက်ကိုချက်ချင်းပြေးလာပြီးတော့နီးပြပေးခြင်းနဲ့ဆိုရဲဇာဗီအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်ကြီးအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်စပိန်နီးပြဖြစ်သူဇာဗီကတော့ဥရောပပြိုင်ပွဲတွေမရှိရင်တောင်မှမန်ချက်စတာယူနိုက်တက်အသင်းစီကိုပြေးလာပြီးတော့နီးပြလှုပ်ခြင်းနေကြောင်းသိရပါတယ်ဒါဝိုပြောင်းရွှေ့ဂရုကြီးဖာဗီစီယိုရိုမာနိုကသတင်းတင်ဆက်ပြောဆိုလာခဲ့တာပါအမရန်တယောက်ရလက်တွေစိုးဝနေတဲ့အချိန်မှာနီးပြနေရာအတွက်သတင်းတွေကလည်းအတိုးလေးကြေလောင်လာခဲ့တာဖြစ်ပါတယ်သတင်းဆိုတဲ့နေရာမှာလည်းနှမျိုးဖြစ်နေပြန်ပါတယ်အကျိုးသတင်းတွေမှာတော့ United ရဲ့ဘုတ်ဖွဲ့ဝင်တွေက Emery ရဲ့နေရာကိုအစားထိုးဖို့ နီးပြတွေကိုစတင်ရှာဖွေနေကြပြီလို့ပြောဆိုနေကြတယ်လို့တချို့ကလည်းအတင်းဘက်ကအမရင်ကိုပြေဝအထောက်ခံနေပြီးတော့ယာစီကုန်ထိချိန်ပေးမယ်လို့ပြောဆိုလာခဲ့ကြတာဖြစ်ပါတယ်။လက်ရှိ United ရဲ့နီးပြအသစ်ဖြစ်လာဖို့ရေဘန်းစားရရဲ့နီးပြတွေမှာစပိန်လူမျိုးနီးပြစာပြီးလဲပောင်းလာခဲ့ပါတယ်။စာပြီးတော့အားလုံးလည်းတည်ထားကြပြီးသားဖြစ်ပါတယ်။ကစားမပွားမှာလည်းဘာစီလိုနာအသင်းနဲ့အတူတူတီကီတာကာကစားကွက်ကိုစတင်ခဲ့သူဖြစ်တယ်လို့နီးပြပွားမှာလည်းလာပါတဲ့တီကီတာကာကစားကွက်နဲ့ဘာစီလိုနာအသင်းကိုဆူပလာရရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ စပိန်သားဖြစ်လို့နီးစနစ်ပိုင်းနဲ့နီးယူရာပိုင်းတွေမှာအရန်ကောက်ပါရီပြီးကြတဲ့နှစ်တော့ဂျာရုံးကလည်းဇာဘီကမန်ချက်စတာယူနိုက်တက်အသင်းကိုနီးပြလို့ကြောင်းဖွင့်ရခဲ့ပူပါရီလက်ရှိမှာတော့ဇာဘီကပရီးမီးယားလိရဲ့ခြေနေတွေကိုနီးကပ်လေးလာနေပြီးတော့ယူနိုက်တက်နီးပြရာတွေကိုစိတ်ဝင်စားနေတာဖြစ်ပါရီရန်တက်ဘိုးဘွဲတွေကတော့အမရင်ကိုအစောတလျင်ထုတ်ပယ်သွားအောင်မှာမဟုတ်ဘဲအချိန်တစ်ခုထိဆက်လက်ပြီးတော့စောင့်ကြည့်သွားဖို့ရှိနေပါရီလာမယ့်ဆန်နလန်နဲ့ပွဲစဉ်ကယူနိုက်တက်နဲ့အမရင်ရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးသွားမယ့်ပွဲစဉ်ဖြစ်လာနိုင်ပါရီ ီကနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရအားသာသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်ညီကုန်းချိုးလိုက်ပါရမညာ